မနေ့ကမြန်မာနိုင်ငံမှာလက်ခံကျင်းပတဲ့ EFC Champion League အုပ်စုဒုတိယပွဲစဉ်အဖြစ်မြန်မာကလပ် ISB အသင်းနဲ့တောင်ကိုရီးယားကလပ်စူဝမ်အသင်းတို့ရှင်ပြိုင်ကစားခဲ့ကြပါတယ်။ပွဲစပိုင်း7မိနစ်လောက်အထိ ISB အသင်းအနေနဲ့စူဝမ်အသင်းဘက်ကိုတိုက်စစ်ထုတ်ဖောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့်7မိနစ်နောက်ပိုင်းအစပြီးစူဝမ်အသင်းကပဲမြန်မာအသင်းဘက်ကိုတိုက်စစ်ဆင်မှုတွေများစွာနဲ့ဖိအားပေးကစားသွားခဲ့ပါတယ်။ပွဲကစားချိန်27မိနစ်ရောက်မှမြန်မာအသင်းနောက်တန်းအမအနေနဲ့သင်းရရှိလာတဲ့အခွင့်အရေးကိုစူဝမ်ကစားသမားပြည့်သွင်းခဲ့ပေမယ့်မြန်မာအသင်းကိုယ်သမားမျိုးမြတ်မြတ်ချင်းလက်ဆွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။ ွဲကစားချိန်44မိနစ်ရောက်မှာတော့ ISB အသင်းဝေကန်ချက်နဲ့ကိုရရှိဖို့ကြိုးစားခဲ့ပေမဲ့စူဝမ်ဂိုသမားကဖမ်းယူသွားခဲ့ပါတယ်။အဲ့လိုနဲ့ပထမပိုင်းပြီးကန်ဒီနာချင်းချိန်မိုး5မိနစ်ရောက်မှာတော့ ISB ကစားသမားတွေလူကပ်ပုံမတည်သက်မှုကနေတဆင်းစူဝမ်ကစားသမားမီလနာအိုလီဗီယာကပုံဆောင်ကိုကိုသွင်းယူသွားခဲ့ပါတယ်။အဲ့လိုနဲ့ပထမပိုင်းပွဲပြီးဆုံးချိန်မှာတော့စူဝမ်အသင်းက ISB အသင်းကိုတကူးကူးမရှိဆိုတဲ့ရလနဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အဲ့လိုနဲ့ဒုတိယပိုင်းပွဲပြန်စပြီးလို့မကြခင်ပွဲကစားချိန်55မိနစ်ရောက်မှာပဲမြန်မာအသင်းနောက်တန်းကစားသမားတွေရဲ့လူပိမမှုအနေနဲ့သင်ရရှိလာတဲ့အခွင့်အရေးကိုဂျပန်ကစားသမားနီရှိကာဝါကအပိုင်အတိုင်းအသုံးချခဲ့တာကြောင့်စူဝမ်အသင်းတို့ဒုတိယမြောက်ဦးဆောင်ကိုထပ်မံရရှိခဲ့ပါတယ် ဖွဲ့ကစားချိန်58မိနစ်ရောက်မှလဲစူဝမ်ကစားသမားစောင့်ကြည့်ရုံးကလှပသေးတဲ့ကံချက်နဲ့တတိယမြောက်ဦးဆောင်ကိုကိုထမှန်သွင်းယူသွားခဲ့ပါတယ်ဝေဒါချင်း83မိနစ်ရောက်မှလဲစူဝမ်အသင်းရရှိလာတဲ့တောင်းကန်ဘောကနေတဆင်းအခွင့်အရေးတင်များစွာရရှိခဲ့ပြီး ။အစားသမားယွန်းကြည်ယွန်းကပဲနောက်ပြန်ကကြက်နဲ့လှလပပလွင်ကိုတို့ထပ်မံသွင်းခဲ့ပါတယ်။ဒီကိုကတော်တော်လေးလှပခဲ့ပြီး AFC Champion League အုပ်စုပထမပွဲစဉ်တွေရဲ့အကောင်းဆုံးသွင်းကိုတို့လည်းဖြစ်ခဲ့ပါတယ်။ဝကစားခြင်း82မိနစ်ရောက်ပါလေရရှိလာတဲ့တောင်းကန်ဘောကနေတဆင် ISB အသင်းကစားသမားတွေဖြတ်ထုတ်ဖို့မပြတ်သားခဲ့တာကြောင့်စူဝမ်အသင်းတို့နောက်ထပ်သွင်းကိုတကူထပ်မံရရှိခဲ့ပါတယ် အဲ့လိုနဲ့ပွဲပြီးဆုံးချိန်မှာတော့တောင်ကိုရီးယားကလပ်စူဝမ်အသင်းနေနဲ့မြန်မာကလပ် ISB အသင်းကို၅ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့နိုင်ရကြည့်ခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာဆိုရင်တော့ ISB အသင်းနေနဲ့ဒုတိယပိုင်းမှာခက်ဆဲမတွေတော်တော်လေးကျူးလွန်ခဲ့ပြီးနောက်ပွဲစဉ်မှာတော့ဒီအမတွေကိုပြန်လည်ပြင်ဆင်ဖို့မျှော်လင့်ပါတယ်ဗျ။